Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ Voice History Season ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုပါရစေခင်ဗျာ။ အဲ့တော့ဒီနေ့ကျွန်တော်တို့ war history အစီအစဉ်ကနေပြီးတော့ predatory 20 subpage နဲ့အကြောင်းလေးကတော့ဒါခင်မီပြည်သူကလက်ရာတွေကြောင်းမလို့နာမည်ကျော်ကြားတဲ့ Rotterdam မြို့ရဲ့သမိုင်းအကြောင်းကိုဖတ်ပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီကနေ့မှာတော့ Netherlands နိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Rotterdam မြို့ရဲ့သမိုင်းအကြောင်းနဲ့ခင်မီပြည်သူကလက်ရာတွေအကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ဒီ Rotterdam မြို့ဟာဆိုလို့ရှိရင်တော့ဒုတိယကမ္ဘာစစ်အပြီးမှာမြို့ထဲမှာရှိတဲ့နေရာအများအပြားကိုပြန်လည်တည်ဆောက်ခဲ့ရပြီးထင်ရှားတဲ့ခင်မီပြည်သူကလက်ရာတွေကြောင်းမလို့နာမည်ကျော်ကြားတာလည်းဖြစ်ပါတယ်။ ဒေါက်တာတန်မြို့ဟာဆိုလို့ရှိရင်တော့ Rimu Shet မြို့ဟာကျွန်းပေါ်ဒေသရဲ့ North Sea Peninsula ရဲ့တစိတ်တပိုင်းဖြစ်တဲ့ South Holland ပြည်နယ်မှာတည်ရှိလို့နေပါတယ်။ရော့ကတာတန်မြို့ရဲ့တမိုင်းအကြောင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါရော့တီမြစ်ပေါ်မှာဒါရေကာတာတစ်ခုတိဆောက်ခဲ့တဲ့1290ပြည့်နှစ်ကိုပြန်သွားရမှာဖြစ်ပါတယ်1340ပြည့်နှစ်မှာတော့ရော့ကတာတန်မြို့ကိုနယ်သာလန်နိုင်ငံရဲ့မင်းသားဖြစ်တဲ့ဝီလီယမ်သဖို့ဒ်ကမြို့ပိုင်ခွင့်လုပ်ပိုင်ခွင့်ကိုပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ် လူဦးရေ2.8တန်းခန့်ရှိတဲ့ Rockstar Dan The Hunch မြို့ပြ area ဟာဆိုရင်တော့ဥရောပတမကမှာ19မြောက်အကြီးဆုံးမြို့ပြ area တစ်ခုဖြစ်ပြီး Netherlands နိုင်ငံအတွင်းမှာလူဦးရေအထူးထက်ဆုံးမြို့ပြ area တစ်ခုဖြစ်ပါတယ်။အဓိကထောက်ပံ့ပို့ဆောင်ရေးနဲ့စီးပွားရေးအခြားအခြားနေရာတစ်ခုဖြစ်တဲ့ Rockstar Dan မြို့ဟာဆိုရင်တော့ဥရောပရဲ့အကြီးဆုံးပင်လယ်စိတ်ကမ်းတစ်ခုလည်းဖြစ်ပါတယ်။ 2022ခုနှစ်မှာ ရော့ကတာဒန်မြို့မှာနေထိုင်သူဦးရေဟာ635,568ဦးရှိပြီးတော့မတူညီသောနိုင်ငံသားပေါင်း180ကျော်နေထိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ရော့ကတာဒန်မြို့ဟာဆိုရင်၎င်းရဲ့တက္ကသိုလ်များမြေကမ်းဆက်နေရာတပ်ဝင်ဟင်ကျေးမှုဘဝရေးစီကြောင်းအမွေအနှံများနဲ့ခင်မီဘီတုကာပညာကျောင်းနာမည်ကျော်ကြားတာလည်းဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းဂျာမနီတို့ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်မလို့ဒီရော့ကတာဒန်မြို့လေကောင်ကလုံးဝကိုပျက်စီးလို့နေပါဖြစ်ခဲ့ပေတဲ့နောက်မှာတော့ Ramku House, Pipelines နဲ့ Van Van Barker တို့ကဲ့သို့သောဒီဘိတုကာပညာရှင်တွေကဒီဇိုင်းထုတ်ထားတဲ့မိုးမျော်တိုက်တွေအပါအဝင်မတူညီသောဘိတုကာရှုခင်းများစွာကိုပေါ်ပေါက်လာစေခဲ့ကြောင်းလည်းသိရှိရပါတယ်။အဲ့ဒီအပြင်ကိုကျွန်တော်တို့ရှစ်ထားလန်ကားလန်များနဲ့ဒါရေချောင်းလန်များအပါအဝင်ပေါ့နော်တကယ်ကိုကျေပြန့်တဲ့ဖြံဖြူးရေးစနစ်ဟာဆိုရင်ကျွန်တော်တို့ Rockdown မြို့ကို Gateway to Europe နဲ့ Gateway to the World ဆိုတဲ့နာမည်ပြောင်များကိုရရှိစေခဲ့ကြောင်းလည်းသိရှိရတာပဲဖြစ်ပါတယ် ကျွန်တော်တို့စီးပွားရေးအရာတော့ဒီ rock တာထန်မြို့ဟာဆိုရင်နယ်သာလန်နိုင်ငံအတွင်းမှာရှိတဲ့သင်းမောလုပ်ငန်းတွေအတွက်အဓိကအချက်အချာနေရာတွေတဲကတစ်ခုဖြစ်ပါတယ်အဲ့တော့1602ခုနှစ်မှာတည်ထောင်ခဲ့သောကမ္ဘာပထမအဦးဆုံးနိုင်ငံဆောင်အဖွဲ့အစည်း rock တာထန် chamber of the voc မှ1980ပြည့်နှစ်တွင်တည်ထောင်ခဲ့သော riot neurite သင်းမောကုမ္ပဏီအတီ1988ခုနှစ်တွင်ဒါရော့တာတန်မြို့ရဲ့ corporate ရုံးချုပ်များဆိုရင်ဒါ William Swaff အထင်ကရအဆောက်အဦတွေတည်ရှိကြောင်းလည်းသိရှိရပါတယ် 1998ခုနှစ်မှာတော့ Ryan Neurite Company ဟာပြည်ထောင်သင်္ဘောလုပ်ငန်းခေါင်းဆောင် PNO Company နဲ့ပေါင်းစည်းခဲ့ပြီးတော့ကမ္ဘာတတိယအကြီးဆုံးကုန်စည်သင်္ဘောကုမ္ပဏီကိုဖွဲ့စည်းခဲ့ကြောင်းလည်းသိရှိရပါတယ်။ Rockdale မြို့ဟာဓာတ်ရုပ်ကုမ္ပဏီ Lionel Paxel ကုန်စည်ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီဖြစ်တဲ့ Glencore စေဝါကုမ္ပဏီ Pfizer လျှက်စစ်ပစ္စည်းကရိယာကုမ္ပဏီ ABB နဲ့လူသုံးကုန်ပစ္စည်းကုမ္ပဏီဖြစ်တဲ့ဒါ Prostar နဲ့ Gambel တို့ရဲ့ဒေတာဆိုင်ရာရုံးချုပ်များတရှိရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ Rockdadan မြို့မှာတော့ဒီ Aliens, Mars, Petrobras, Samskip, Louis Dreyfus Group နဲ့ဒါအင်ယွန်ကုမ္ပဏီတို့ရဲ့ Dish ဌာနချုပ်များရှိကြောင်းလည်းသိရှိရပါတယ်။ ီ Rotterdam မြို့ဟာဆိုလို့ရှိရင်တော့ဒီအစိုးရတပိုင်းကုမ္ပဏီများဖြစ်တဲ့ဒါ Rotap တန်ရှင်းအမိုက်စီမံခန့်ခွဲမှုနဲ့ဝန်ဆောင်မှုအမျိုးမျိုးကိုဂရုစိုက်ပေးတဲ့ကုမ္ပဏီနဲ့ Rotterdam စိတ်ကန်းအာဏာပိုင်အဖွဲ့ Rotterdam စိတ်ကန်းကိုထိမ့်သိမ်းရန်အဖွဲ့ပေါ့နော်ဒီဝန်ဆောင်မှုတွေကိုအသုံးပြုပါတယ်အစိုးရကုမ္ပဏီနှစ်ခုစလုံးဟာတစ်ချိန်က Municipal အဖွဲ့ဝင်များဖြစ်ကြပြီးလက်ရှိအချိန်မှာတော့မြို့ကပိုင်းနဲ့ကိုပိုင်းအုပ်ချုပ်ခွင့်ရအဖွဲ့အစည်းများဖြစ်နေပြီဖြစ်ကြောင်းလည်းသိရှိရပါတယ် နေသားလန်နိုင်ငံအတွင်းမှာတကယ့်ကိုအကြီးဆုံးဖြစ်တဲ့စိတ်ကန်းနဲ့အကြီးဆုံးမျိုးများတဲ့ကတမျိုးဖြစ်သောရော့တာတန်ဟာတကယ့်ကိုအထူးသဖြင့်ပတ်ဆက်အများကြီးမပေးရသောအလုတ်သမားအခန်းခံနာမှာအလုတ်ကန်ရှာဖွေနေသူများကိုဆွဲဆောင်လျက်ရှိပြီးတော့မျိုးရဲ့အလုတ်လက်မဲ့နှုံးဟာလည်းဆက်နေရကိုင်းတော့ရှိပြီးနိုင်ငံလုံးဆိုင်ရာပြည်မြတ်ထက်နှစ်စာနီးပါးရှိကြောင်းလည်းသိရှိရပါတယ်။ရော့တာတန်မျိုးဟာဆိုရင်တော့ဥရောပတွင်အကြီးဆုံးစိတ်ကန်းတစ်ခုဖြစ်ပြီးတော့ရော့တာတန်မျိုးဟာဆိုရင်တော့ကျွန်တော်တို့ဥရောပမှာအကြီးဆုံးစိတ်ကန်းတစ်ခုဖြစ်ပြီးတော့မတ်စ်နဲ့ ရိုင်းမြစ်များဟာဆိုရင်ဆွစ်ဇာလန်နိုင်ငံဘေးဆယ်မြို့နဲ့ပြင်သစ်နိုင်ငံတို့ကိုရောက်ရှိပြီးတော့ကွန်ဒွန်ပိုင်းအထက်ပိုင်းကိုကောင်းစွာဝင်ရောက်နိုင်ကြောင်းလည်းသိရှိရတာပဲဖြစ်ပါတယ်။2006ခုနှစ်မှာတော့ Rockdaden မြို့ဟာပေ20နဲ့ညီမြသော unit သတ်မှတ်ချက်များ ETU ဖြင့်ကင်တွယ်ဆောင်ရသောကမ္ဘာတက်တမမြောက်အကြီးဆုံးကွန်တိန်နာစိတ်ကမ်းဖြစ်ခဲ့ပြီး2014ခုနှစ်မှာတော့တရုတ်နိုင်ငံရှန်ဟိုင်းမြို့ဟာကမ္ဘာအလုတ်အများဆုံးကွန်တိန်နာစိတ်ကမ်းဖြစ်အဆင့်သတ်မှတ်ခဲ့အောင်လည်းသိရှိရပါတယ်။ ဒီရော့တာတန်စိတ်ကန်းရဲ့အဓိကလှုပ်ဆောင်ချက်တွေကတော့ရေနံဓာတ်ဥပဒေလုပ်ငန်းများအထွေထွေကုန်တင်ကုန်ချလုပ်ငန်းနဲ့ကုန်စည်တည်ယူပို့ဆောင်ရေးလုပ်ငန်းတို့ဖြစ်ကြောင်းလည်းသိရှိရပါတယ်။အဲ့ဒီအပြင်ပေါ်တော့ဒီရော့တာတန်စိတ်ကန်းဟာဆိုရင်တော့ကျွန်တော်တို့ဥရောပတိုင်းနဲ့အခြားပြည်ပနိုင်ငံခြားမှာအစုလိုက်ပြုံလိုက်ပစ္စည်းတွေအတွက်အရေးကြီးသောတည်ယူပို့ဆောင်ရေးနေရာတစ်ခုအဖြစ်လှုပ်ဆောင်ပေးပြီးတော့ဒါမြို့မှကုန်ပစ္စည်းများကိုတင်မော်တွေ့တင်မော်ယထာသူမဟုတ်ကားလမ်းဖြင့်ပို့ဆောင်ကြောင်းလည်းသိရှိရပါတယ်။ 2019ခုနှစ်မှာတော့ရော့တာဒန်မြို့မှာဂျာမနီနိုင်ငံကိုကုန်စည်အမြန်ပို့ဆောင်ရေးရထားလမ်းသစ်တစ်ခုဖြစ်သောဘက်တူရာရော့ကိုပြီးစီးခဲ့ကြောင်းလည်းသိရှိရပါတယ်။ဒီရော့တာဒန်မြို့မှာရှိတဲ့လူသိများသောလမ်းများကတော့1953ခုနှစ်တွင်ဖွင့်လှစ်ခဲ့သောနယ်သာလန်နိုင်ငံရဲ့ပထမအဆုံးလူသွားလမ်းများဖြစ်တဲ့ဒါလင်ဘန်ဟူစထရက်လမ်းနဲ့စပိန်စီးသူများလူသွားလမ်းတွေကိုပို့ပြီးတော့နေရာပေးဖို့အတွက် 2018ခုနှစ်နဲ့2021ခုနှစ်ကြားမှာပြန်လည်ပြုတ်ပြန်မုံမှန်ထားသောကိုးစင်ကယ်လမ်းတို့ဖြစ်ကြောင်းလည်းသိရှိရတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ဘီတုကာလက်ရာတွေကြောင့်နာမည်ကျော်ကြားတဲ့ Rockstar မြို့ရဲ့တမိုင်းကြောင်ကိုတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာ